ရင်ကုန်ဆက်လုရှားစရာအပြည့်ပုံတံအသွင်သည့်စုချင်းငွေအများအပြားရရှိမယ်2025 FIFA Club World Cup မင်္ဂလာပါကိုခန့်အစ်တာဖုတ်ဘောရှူကနေကြိုဆိုပါရစေကျွန်တော်ကိုခန့်ပါ2025 FIFA Club World Cup ဒါမှမဟုတ်2025 Club ကဘာဖလားနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုလေးမှာသုံးသပ်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်ဒီ tournament နဲ့ပတ်သက်ပြီးတော့ သိတဲ့ညီကိုတွေကတော့ကောင်းကောင်းသိလိမ့်မယ်ဒီပြိုင်ပွဲကနေဘလိုမျိုးအကျိုးမြတ်မြောင်များစွာရလိမ့်မယ်ဒီပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်နေတဲ့အသင်းတွေကထိတ်တန့်အသင်းတွေဘဏ္ဍသင်းလောက်ထိပါတယ်စသဖြင့်ပေါ့သို့တော့ဒီပြိုင်ပွဲကိုအနှဲငယ်စိမ့်တဲ့ညီကိုတွေလည်းရှိပါတယ်ဒီတို့ကြောင့်ကျွန်တော်ကပြိုင်ပွဲကြီးနီးလာတဲ့အတွက်တဖန်ပြန်ပြီးတော့သုံးသက်ဆွေးနွေးလိုက်တဲ့သဘောမျိုးဖြစ်ပါတယ် FIFA Club World Cup လို့ခေါ်တဲ့ tournament ကပြီးခဲ့သောနှစ်တွေမှာကျင်းပတာ အသင်းအနည်းငယ်နဲ့ပဲကျင်းပတာဖြစ်ပါတယ်။တိုက်ကြီးတိုက်ချင်းစီမှာချန်ပီယံဖြစ်ခဲ့တဲ့ကလပ်တင်းတွေပေါင်းပြီးတော့နော်ဥရောပရဲ့ချန်ပီယံဆိုရင်ဆီမီဖိုင်နယ်လောက်ကစပြီးတော့ကန်ရတာပါ။ဖီးမရှိဘူးပေါ့ဗျာ။ပွဲလေးနှစ်ပွဲလောက်ကန်ပြီးဖလားရသွားတာပရိသတ်ဘလို့လို့အာတီတပြေးမလဲ။လက်ရှိချန်ပီယံကတော့မန်စီးတီးပါ။အဲ့တော့ဖီဗာရဲ့တမက်ချက်အရဒီပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့တင့်တဲ့အသင်းတွေကိုအရေအတွက်တိုးလိုက်တယ်။ဒီ2025မှာပုံတံအတွင်တင့်တဲ့32သင်းထိတိုးလာပြီးတော့စုချင်းငွေလည်းအများအပြားတိုးပေးသွားမှာ ဖြစ်ပါတယ်ကျွန်တော်ပြင်အဲ့စုချင်းကိုအပိုင်းကိုအသေးစိတ်ဆက်လက်ဆွေးနွေးပေးမယ်အဲ့တော့ဒီ FIFA Club World Cup ဆိုတာ Champion League နဲ့ organization မတူဘူးဗျ FIFA Club World Cup ဒီရှေ့မှာက FIFA ပါပြီးသား FIFA ကကြီးမှုကျင်းပတဲ့ပြိုင်ပွဲ Champion League ဆိုတာကဘာမှာအဆင့်မြင့်ဆုံး tournament ဆိုပေမဲ့ဒါ UEFA ကကျင်းပတဲ့ပြိုင်ပွဲ FIFA ဆိုတာတကဘာလုံး အတိုင်းအတာအရာဘောလုံးအဖွဲချုပ် UEFA ဆိုတာဥရောပအတိုင်းအတာအရာဘောလုံးအဖွဲချုပ်ဥရောပအအောင်မြင်ဆုံးဘောလုံးအဆင့်တန်းရှိတဲ့အတွက်ကြောင့်သာ UEFA ကနာမည်ကြီးတာတိုးတော့ဖွဲ့စည်းပုံအရပို့ပြီးအဆင့်မြင့်တာ FIFA ဖြစ်ပါတယ်အပြောချင်တာ FIFA ကကြီးမှုကျင်းပပေးမဲ့ club အဆင့်ပြိုင်ပွဲတွေထဲမှာဆိုရင်ဒီပြိုင်ပွဲဟာအဆင့်မြင့်ဆုံးနဲ့အခမ်းအနားဆုံးပြိုင်ပွဲကြီးဖြစ်ပါတယ်ပရိသတ်တွေလည်းပို့ပြီးရင်ခုန်စိတ်လို့ရှားစရာကောင်းအောင်သူတို့လည်းဝင်ငွေပို့ရအောင် အခုလိုအသင်းတွေကိုတိုးလိုက်တယ်လို့ဒီအသင်းတွေအတွက်လည်းပေးမဲ့စုချင်းွေပမာဏတွေကိုလည်းအများအပြားတိုးမြင့်ပြီးတော့ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီပြိုင်ပွဲကိုကျင်းပမှာ USA ပါကျင်းပမှာကျွန်တော်ထင်တာကတော့ USA အနေနဲ့ဘောလုံးတိုးတက်အောင် လုပ်ဖို့အတွက်တော်နမန်ကြီးနှစ်ခုကိုအင်ရှင်ဖြစ်အက်ခန့်ကျင်းပရလို့ထင်တယ်အင်ရှင်ဖြစ်အက်ခန့်ကျင်းပရဆိုတာထင်တယ်လို့မလွယ်ဘူးငွေကြေးတုံးဆွဲမှုတွေအများကြီးလုပ်ရတယ်အကုန်ကြခံမှုတွေအများကြီးလုပ်ရတယ်အဲ့တော့2026ကမ္ဘာဖလားမတိုင်ခင်မှာဒီ FIFA Club World Cup ကရှေ့ပြေးအနေနဲ့အမေရိကန်တို့ကျင်းပတယ် ပြိုင်ပွဲဖြစ်ပါလိမ့်မယ်။2026ကမ္ဘာဖလားကတော့နိုင်ငံ၃နိုင်ငံမှာကျင်းပမှာပါ ကနေဒါရဲ့အမေရိကန်ရဲ့မက္ကဆီကိုရဲ့ပါတိုးတော် FIFA Club World Cup ကတော့အမေရိကန်တနိုင်ငံထဲမှာမြို့ကြီးတွေမှာခွဲပြီးတော့ကျင်းပသွားမှာလည်းဖြစ်ပါတယ်။ Okay အဲ့တော့ဘယ်နေ့မှာစတင်ရှင်ပြန်ကစားမလဲ။ဂျွန်လ15ရက်နေ့မှာစတင်ရှင်ပြန်ကစားမှာပါ။ကြည့်ရမယ့်အချိန်တွေကတော့ American Data Center ချိန်နဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအရှေ့တောင်အာရှ Center ချိန်နေနဲ့ဆိုရင်နောက်ကျတဲ့ပွဲတွေလည်းရှိတယ်။အနည်းငယ်စောတဲ့ပွဲတွေလည်းရှိတယ်။အနည်းငယ်စောတဲ့ပွဲမှာတော်တော်စောတာမနက်9နာရီလောက်ထားကြည့်ရမယ့်ပွဲမျိုးတွေဒါမဲ့ညဘက်မှာဆိုရင်လည်းကျွန်တော်တို့17နာရီလောက်ကြည့်ရမယ့်ပွဲမျိုးတွေရှိ နေပြန်တယ်အများစုကတော့မနက်ပိုင်းစောကြီးတွေထားကြည့်ရမယ်ပွဲတွေ ပါပါတယ်ခင်ဗျ။ Okay စုချင်းငွေပေးမှုအမောက်ပမာဏလေးတွေကျွန်တော်ဆက်လက်ပြီးတော့ sharing လုပ်ပေးကြပါတယ်။ဆိုတော့ဒီပြိုင်ပွဲမှာပါဝင် ရှင်ပြိုင်တဲ့အသင်းပေါင်း32တင်းကစပြီးတော့ရှင်ပြိုင်မယ်ဆိုတာနဲ့ပေါင်း14တန်းစီရရှိမှာပါ။အောက်စုအဆင့်မှာရှင်ပြိုင်လို့ပွဲတစ်ပွဲမှာအနိုင်ရခဲ့မယ်ဆိုရင် ပေါင်း1.5တန်းထပ်မံရရှိမှာပါတရေကျသွားမယ်ဆိုရင်ပေါင်း9သိန်းခွဲရရှိအောင်မှာဖြစ်ပါတယ်မရှုံးယုံကလွဲရင်90ဖြစ်စေတရေကျသည်ဖြစ်စေပွဲတစ်ပွဲကန်ပြီးပြီဆိုရ ာနဲ့အတင်းတင်းကအိတ်ကက်ထဲကိုပေါင်တိတိမ5သန်းထည့်မလားပေါင်တိတိမ5သန်းဆိုတော့15သိန်းပဲဗျာဒါမှမဟုတ်ရင်ပေါင်9သိန်းခွဲထည့်မလားတဝက်လောက်နော်များမလားယော့မလားဒါပဲကြည့်ရပါမယ်အဲ့တော့ဘလုံးမွဲတစ်ပွဲကံပြီးတိုင်းဒီလောက်အမောင့်ပမာဏရရဲဆိုတာအတော်လေးကိုများပြားတဲ့ပမာဏ ဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့အုပ်စုအဆင့်တွေကိုကြော်ပြီးတော့နောက်ထပ်ရှုံးထွက်အဆင့်တွေကိုတက်သွားမယ်ဆိုရင်စုချင်းငွေအဖြစ်ဘာမှမကံရသေးခင်ပါပဲတက်တင်းကိုပေါင်9.6တန်းပေးมาဖြစ်ပါတယ်နောက်ထပ်မြင့်တဲ့အဆင့်တွေကိုတက်ရောက်သွားပြီဆိုရင်လည်းပေါင်9.8တန်းအဲအဲ့ထက်မြင့်သွားပြီဆိုရင် ပေါင်16တန်းစတဲ့စုချင်းငွေတွေကို တိုးတိုးပြီးတော့ပေးသွားမှာဖြစ်ပါတယ်။အဲ့တကြောင့် final ရောက်ပြီး champion ဖြစ်သွားမဲ့အတင်းဟာအလုံးပေါင်းစုချင်းဝင်ပေါင်63တန်းလောက်ရရှိသွားမှာဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။ခုနကရှေ့မှာပွဲတပွဲချင်းစီကိုအနိုင်ယူခဲ့မယ်ဆိုရင်လဲထပ်ဆောင်း bonus စုချင်းဝင်အဖြစ်ဆက်လက်ရရှိအောင်မှာဖြစ်တဲ့အတွက်ကြောင့်အတင်းတွေကတော့စုချင်းဝင်ကိုမျိုးမျိုးမြင့်မြတ် ခံစားရမှာပါဒီလိုပွဲစဉ်တပွဲအနိုင်ရတိုင်းဒီလောက်များပြတဲ့အမောက်ပမာဏကြီးပေးတယ်ဆိုတာဒီတပွဲချင်းတွေကိုအင်ပြစ်အားပြစ်နဲ့ကန်ဖို့ပြိုင်ဆိုင်မှုပြင်းထန်စွာနဲ့ကန်ဖို့ဖီဗာကစီစဉ်ပေးထားတဲ့ပုံတံမျိုးဖြစ်ပါတယ်ခင်ဗျာရှယ်ပဲနော်ကျော်ဒီပြိုင်ပွဲကြီးမှာဘယ်အသင်းတွေဘယ်အုပ်စုမှာပါဝင်နေသလဲဆိုတဲ့အပိုင်းကိုဆက်လက်ဆွေးနွေးကြပါတယ်။တလဆရယ်မိဆက်ပေးချင်တာကျွန်တော်အခုဒီလိုကိုကူညီပံ့ပိုးထားတဲ့ football game မှာ football game မှာ one spot လောက်ကစားလို့ရပြီ။ promo code ဖြစ်တဲ့ FPG အကြီးဆုံး9 3လုံးကိုရိုက်ထည့်ပြီးတော့ကစားပေးပါ။ဒီထက်ပို့ပြီးတော့အသေးသေးကိုသိချင်တယ်ဆိုရင်တော့ဘာဘာနမကိုကျော်ကျော်13လုံး3ညာ3လုံးမှာဆက်သွယ်ဆုံးမ်းမေးမြန်းလို့ရပါတယ်။ ဲ့တော့ကျွန်တော်အုပ်စု A ရအသင်းတွေကိုကြည့်မယ်ဆိုရင် Egypt ရဲ့နာမည်ကြီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ LLE Porto Inter Miami နဲ့ Brazil Club Palmeiras တို့ပါပါတယ်။အုပ်စု A မှာတဲ့ဂိုကြီးမက်ဆီရဲ့ Inter Miami ပါဝင်လာတဲ့အတွက်ကြောင့်ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေပါပြီ။ဒါ့အပြင် Porto လိုဥရောပရဲ့အသင်းကောင်းတစ်သင်းလည်းပါဝင်လာတဲ့အတွက်အုပ်စု A ကတော့ဟိုတသင်းနဲ့တသင်းတိတ်မကွာတဲ့အခြေအနေမျိုးပေါ့နော်။ LLE ကလည်း Africa မှာနာမည်ကြီးတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ဒီအုပ်စု A ကနေဘယ်သင်းနောက်ဆင့်ကိုတက်မလဲဆိုတာတိတိပပပြောလို့မရပါဘူးအုပ်စု B မှာကတော့ Atletico Madrid, Botafogo, Paris Saint-Germain, Seattle Sounders တို့ပါပါတယ်ဒီအုပ်စုကတော့အနည်းငယ်ကြက်ပါတယ်ဥရောပရဲ့အင်အားတောင့်တင်းတဲ့အသင်းနှစ်သင်းပါတယ်လို့ဒီ Botafogo လို့ Brazil Club ရဲ့မာကုံရှိတဲ့အသင်းလည်းပါတယ်ဒီနေရာမှာအားအနေဆုံးအသင်းကတော့ CS တဲ့ Sounders ဖြစ်ပါတယ်။ American ရဲ့အသင်းနှစ်သင်းပါဝင်ပြီးတော့ အားဖြည့်ပေးထားပေမဲ့အမေရိကန်အသင်းတွေသည်ဥရောပအသင်းတွေကိုရှင်ကစားနိုင်ဖို့အတွက်လိုအပ်ချက်အတော်ကြီးမားနေသေးပါ Seattle Sounders ကတော့အိမ်ဖြစ်အသင်းတင်းလို့ပဲကျွန်တော်ယူဆပါတယ်အုတ်စုစီမားကတော့ Auckland City, Bayern Munich, Benfica, ဘိုကာဂျူနီယာဒီအုပ်စုကတော့ share ပဲကမ္ပဏီကိုကောင်းကောင်းပြင်းနိုင်တဲ့အသင်းကဘိုကာဂျူနီယာဆိုလို့ထည့်တယ်အဘိုကာဂျူနီယာစဒီအာဂျင်တီးနားမှာဘယ်လောက်ထိနာမည်ကြီးတယ်လဲအားလုံးလည်းသိမှာပါနော်ကျွန်တော်ကာလိုဒီဗက်စ2ရဲ့မွေးရမြေကလပ်အသင်းတစ်သင်းလည်းဖြစ်ပါတယ်ဒါအပြင်ဘန်ဖီကာကလည်းဥရောပရဲ့အသင်းကောင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်ဒီအုပ်စုလေးကလည်းမစိုးပါဘူးအုပ်စုဒီမှာကတော့ချယ်ဆီပါလာပါတယ်ချယ်ဆီနေနဲ့အနေငယ်ပွဲချောင်တယ်လို့ပြောရမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့ Esperance Flamingo လီယွန်စရဲကလပ်တင်တွေပဲရှင်ပြိုင်ကစားမှာဖြစ်လို့ပါခင်ဗျာကဲကျွန်တော်နောက်ထပ်အုပ်စု EO ကြည့်မယ်ဆိုရင်တော့အင်တာမီလန်မွန်တဲရီရီဗာပလိတ်နဲ့ URA Red Diamonds တို့ပါဝင်နေပါတယ်ဒီအုပ်စုထဲမှာဆိုရင်လည်း Inter Milan အနေနဲ့အဓိကတတိထားပြီးကစားမယ့်အသင်းက River Plate တသင်းပဲရှိပါတယ်ခင်ဗျအုပ်စု F မှာကတော့ Borussia Dortmund Fluminense Mamelodi Sundowns နဲ့ Ulsan HDFC တို့ပါဝင်လာပါတယ်အာရှရဲ့ club အသင်းတွေနဲ့တူ Borussia Dortmund Fluminense နဲ့ဒီအုပ်စုကလည်းမျှတဲ့အုပ်စုတအုပ်စုလို့ကျွန်တော်ထင်ပါတယ်အုပ်စု G မှာကတော့ LA Qatar Club LA Juventus Man City နဲ့ Wydad Casablanca တို့ပါဝင်လာပါတယ် ယ်အုပ်စု H မှာတော့အာရှရဲ့နာမည်ကြီးကလပ်အဟီလဲပါချူကာ ရီယယ်မက်ဒရစ်နဲ့ဆဲဘတ်တို့ပါဝင်လာတာကိုတွေ့ရပါတယ်။ဟုတ်ကဲ့ဒီအသင်းတွေထဲမှာမှအောက်စုအဖွင့်ပွဲတင်အဖြစ်ရှင်ပြိုင်ကစားမယ့်အသင်းတွေကတော့ဂျွန်လ15ရက်နေ့တနင်္ဂနွေနေ့မနက်9နာရီမှာ LL နဲ့ Inter Miami တို့ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့ပရိသတ်တွေအနေနဲ့တည်ထားတဲ့ရင်ခုန်ဆဲလို့ရှားမှုအပြည့်အဝရမယ့်2025 FIFA Club World Cup နဲ့ပတ်သက်ပြီးတုံ့သက်ဆွေးနွေးမှုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။